ဘသူပေါ်ဖြစ်ဖြစ်သိတဲ့လူပဲဖြစ်ဖြစ်မသိတဲ့လူပဲဖြစ်ဖြစ်မြင်ရတဲ့တတ္တဝါပဲဖြစ်ဖြစ်မမြင်ရတဲ့တတ္တဝါပဲအလုံးအစင်ပြေကြပါစေအစင်ပြေတာပဲကြည့်ချင်တယ်နော်ဘသူမှဒုက္ခမရောက်ပါစေနဲ့ဟောဒီစိတ်ကလေးကိုကိုယ်တဏ္ဍာမွေးတာမနဲ့အေးရထားတဲ့အချိန်ကနေမွေးတာဒါကိုစိတ်ကောင်းလို့ခေါ်တာပဲအဲ့ဒါလို့ကိုယ်စိတ်ကောင်းထားတဲ့ဟာဒီကုသိုလ်ကနဲတဲ့ကုသိုလ်လားလို့ဆိုအမတမ်းကြီးမားတဲ့ကုသိုလ်လို့ မြတ်စွာဘုရားကဝေလမတုတ်တံမှာဟောထားတာတော့เจ้าကြီးဆောက်ထူတဲ့ကုသိုလ်ဟာတဲ့ငွေကြေးတနာအကုန်ကြပြီးတော့လှူတဲ့ပစ္စည်းလေးပါအလှူတွေတည်းမယ်စတုတ္တိတံဃာကိုရည်စုပြီးတော့เจ้าဆောက်အလှူဟာအကောင်းဆုံးပဲဒါဖြင့်သူ့ရဲ့ကောင်းတာရှိသေးလားရှိသေးတယ်တရဏဂုံသုံးပါးဆောက်တည်တာအဲเจ้าဆောက်လှူတာတဲ့ပုဂ္ဂိုလ်ရတယ် ဒါဖြင့်တရဏဂုံစောင့်တည်တာနဲ့ကောင်းတာရှိသေးလားအေးငါးပါးတိလထပ်ပိုးလိုက်ရင်ဒီတဲ့ကောင်းတယ်ဟောဒီလိုဟောတာနော်ဒါဖြင့်ငါးပါးတိလတပည့်တော်တို့တရဏဂုံလည်းရတယ်ငါးပါးတိလလည်းရှိတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရှိတယ်မေတ္တာပွားဟောမေတ္တာပွားတယ်တရဝရီအလုံးပေါ်မှာချုံးကုန်ပြီးကိုသိတဲ့လူရောမသိတဲ့လူရောကမ္ဘာလောကမှာရှိတဲ့လူတွေအလုံးအစဉ်ပြေကြပါစေဆိုတဲ့စိတ်မွေးတာဟာဘာလို့ထားတော့ဆိုရင် ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာအမုန်းတရားမရှိဘူးဆိုတာထုတ်ဖော်နေတာပဲအရေးကြီးတာအမုန်းတရားမရှိဘူးပဲမေတ္တာပို့တယ်ဆိုတာကိုယ့်ရဲ့နှလုံးထဲကအမုန်းတွေကိုရှင်းပြထားနော်ဒါမှမေတ္တာဆိုတာအေးသဗ္ဗေတ္တရွတ်ကောင်းလို့ရွတ်နေတာတခါတလေစိတ်ကပါကြမပါလားနော်အဲ့ဒီလိုမလုံးနဲ့မေတ္တာဆိုဒီမှာမနှောကကိုယ့်စိတ်ထဲမှာ တရဝရရဲ့အကျိုးစီးပွားကိုလိုလားတဲ့ဆိုရင်မေတ္တာစိတ်ကို ခိုင်မာတည်ဆောက်နိုင်ရအဲ့ဒီလိုတည်ဆောက်ခြင်းဟာစိတ်ကောင်းပဲအမြဲတမ်းမွန်မြတ်တဲ့စိတ်